ီခန်းလေးကကျတော့၈တောင်းခွဲပေါ့နော်လူဓာတ်တယောက်ပဲနေနေလေးများညှောက်ဝဲနေတာ၈တောင်းခွဲပေါ့နော်နှစ်ယောက်ခန်းအိမ်တော်လေးအခန်းပေါ့နော်ဒီခန်းကသိန်း၂တောင်းပါ ဒါလည်း၂ယောက်ခန်းပေါ့နော်အိမ်တော်တဲ့အခန်းတသိန်း၂တောင်းပါပဲရှင်။အားလုံးမင်္ဂလာပါရှင်။ဒီနေ့ကတော့ဒါ73လမ်းအလဲဘလောက်မှာရှိရပေါ့နော်။အိမ်တော်တဲ့အဆောင်ကိုဒါ vlog လိုက်ပြရဖြစ်ပါတယ်။ဟာဒီနေ့က73လမ်းအလဲဘလောက်ဆိုရဲအခါကြတော့ဈေးနေနေဆိုလို့ရှိရင်ဒါ16လမ်းဈေးနဲ့နှီးမယ်ပြီးတော့တန်ဈေးနဲ့နှီးမယ်ပေါ့နော်။ပြီးတော့ထုံးစံအတိုင်းဒါလမ်းမတော်လာတိုင်းနဲ့လည်းနှီးမယ်ပေါ့နော်။အဲတိုက်ကလေးကဒီတိုက်ပေါ့နော်။သူကလိမ့်ကားတော့နည်းနည်းတက်ရမယ်ခေါင်းတော့လောပါ့။ကဲအဲ့တော့သွားကြမယ်တိုက်ပေါ့။ခေါင်းတော့ရောက်လာပြီပေါ့နော်။ လေကားတာတော့နည်းနည်းတော့မောနေသူကကဲဒီအခန်းမှာရှင်ဒီအဆောင်အခန်းအကြတော့ तू ကဒီအခန်းပေါ့နော်ဒီအခန်းက तू ကနှစ်ယောက်ခန်းအိမ်တော်ကြီးအခန်းပေါ့နော်ဒီအခန်းကတသိန်း2000ပါ तू ကတော့မီးပလက်ခုံပဲပါမယ်ပေါ့နော်ဒီခန်းကလည်းတသိန်း2000ပဲဒါလည်းနှစ်ယောက်ခန်းပေါ့နော်အိမ်တော်ကြီးအခန်းတသိန်း2000ပါပဲရှင် ဒီခန်းလေးကကျတော့8000ကျွဲပေါ့နော်သူတယောက်တည်းနေကျင်နေဆိုလည်းရရတချို့ကျတော့အိမ်ောင်တွေအဆောင်ဆုံးမှာယောက်ျားလေးတယောက်တည်းနေကျင်နေပါမျိုးရှိရတယ်အဲ့ဆိုရှင်လည်းဒီခန်းမှာနေလို့ရတယ်ဒါတယောက်ပဲနေနေလေးများညပဲနေတာ8000ကျွဲပေါ့နော်ဒါကတော့မီးဖို့ချောင်းပါအာမီးဖို့ချောင်းမှာတော့ထုံးတိုင်းတိုင်းထမင်းဟင်းချက်စားလို့ရမယ်ပြီးရင်ဒီမှာဆိုလို့ရှိရင်ဒါ toilet ရေချိုးခန်းရှိမယ်ပေါ့နော်ရေချိုးခန်းကလည်းတော့အုတ်ကံပဲ ဒီအနောက်ဘက်ကတော့တိုက်အနိုင်နေပဲရှိတဲ့အခါကျတော့ဟိုနေရောလေရောကတော့ကောင်းကောင်းလုပ်ရရပေါ့နော်ပြီးတော့ဒီမှာကိုယ့်ဟာကိုယ်တော့ကြုံတော့မယ်ဆိုလို့ရှိရင်လည်းညှော်တိုင်းပါတိတ်ပြီးတော့မှဖြစ်တော့ဘူးပေါ့ဒီတကားပဒင်းပေါက်ကိုဖွင့်လာလို့ရတယ်အဲ့လေကတော်တော်လေးအဆင်ပြေပါတယ် ဒီအိမ်တော်တဲ့အဆောင်ငါကြတော့သွားလာချင်းပေးပေါ့နော်ပြီးတော့ရေဘိုးမီဘိုးကလည်းအပီးစီအခန်းစင်းလို့ရဆိုလို့ရှိရင်သူက7000ခွဲ9000ခွဲတသိန်း2000ဆိုပြီးသူက3မျိုးရှိမယ်ပေါ့နော်ပြီးတော့ facility အနေနဲ့ကတော့သူက wifi ပါမယ်ထမင်းချက်စားလို့ရမယ်ပြီးတော့ရေဘိုးမီဘိုးအပီးစီပေါ့နော်တခြားတော့အထွေထူး facility တော့မပါဘူးဘုံကဒီနေ့ရိုက်ပြပေးခဲ့တဲ့အဆောင်ကတော့ဒါ73လမ်းအလဲဘလောက်မှရှိတယ်အိမ်တော်တဲ့ဒီတဲ့အဆောင်ပဲဖြစ်ပါရှင်ဒီအဆောင်မှနေမယ်ဆိုလို့ရှိရင်တော့စဘောကတော့2000ပေးရမယ်ပေါ့နော်ကိုကအကြောင်းတစ်စုံတရာတစ်ခုကြောင့်မနေဖြစ်တော့ဘူးဆိုလို့ရှိရင်တော့အဆောင်ပိုင်ရှင်တလာကြိုးပြီးတော့ပြောပါမယ်ဒီအဆောင်မှနေဖို့အတွက်စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ အခုပြလာတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်လို့ရပါတယ်ရှင်။အာဒီနေရဒါ73လမ်းဆိုတဲ့အခါကျတော့နေရာနေထားလဲနေတဲ့အဆင်ပြေပေါ့နော်။ဒီနားမှာဆိုလို့ရှိရင်ဈေးတွေနဲ့လည်းနေတယ်ပြီးတော့ City Map လည်းရှိရပေါ့နော်ဒီနားမှာပြီးတော့65လမ်းနဲ့16လမ်းတို့နဲ့နေတဲ့အခါကျတော့ညနေဖက်တွေပါတောက်တောက်ချင်တယ်ဆိုလည်းတောက်လို့ရပါပေါ့နော်။အဲ့တော့ဒီနေ့ကတော့ဒါ73လမ်း level မှာရှိတဲ့အင်တာနက်တည်တဲ့အဆောင်လေးကိုရိုက်ပြပေးကြရဖြစ်ပါတယ်ရှင်။ဟိုကတော့ဒါရန်ကုန်မှာရှိတဲ့အဆောင်လေးပေါ့နော်ဒါအစဉ်ပြပြနဲ့နေလို့ရအောင်လို့ဒါအဆောင်လေးကိုလိုက်ပြချက်ကိုတက်ဆက်ပေးနေရမှာဖြစ်ပါရှင်အဲဆိုရင်နောက်ဘက်တွေမှာဘယ်အဆောင်လေးကိုရိုက်ပြပေးဦးမလဲဆိုတာစောင့်ကြည့်ပေးကြပါဦးရှင်